ဟုတ်ကဲ့ပါခင်ဗျာခုဆက်လက်ပြီးတော့မဖူးတာလို့အမည်ရတယ်ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာမဖူးတာမိုးပွဲကလေးများတဖွဲပွဲကြနေသည်မနက်စောလဲဖြင့်မိုးလဲအေးလျင်မျိုးတို့ကအလိုက်တရလေသည် မိုးအေးအေးနှင့်ကွေးကျင်နေကြသည့်လူနာများကို စကားများများပြောလို့မဖြစ်ပေယောဂရာဇဝင်တွေလက္ခဏာတွေမေးနေ၍မဖြစ်ပေကတိချင်းရင်းကယောဂမှတ်တမ်းကိုသာ ပြင်းတရာကောင်းလောက်အောင်လိုက်ဖက်ပြီးတော့အပြင်ဘက်တော့မိုးဝက်ကလေးများတဲလာလိုက်ဆဲသွားလိုက်ရှိနေတယ်မျိုးစိတ်တွေကလည်းလူနာဤယောဂအခြေပြမှတ်တမ်းမှာ ဝင်စားလိုက်ပြန့်လွင့်သွားလိုက်ပင်ဆရာတွေသာမမြင်ဘူးမစူဘူးဆိုလျင် မျိုးအတွေးကောင်းမြင့်တနေရာတွင်စိတ်ပြေလက်ပြေနေမိတော့မည်မျိုးဤပြန့်လွင့်ခြင်းလာတော့စိတ်အဆုံကိုလည်းဖြေလွင့်ပေးလိုက်လိုပါသည်တို့ပေမဲ့မဖြစ်နိုင်ပါမသိင်လျော်ပါ မြို့တကတင်ကတကတင်ကိုပြောင်းလူနာအရှိပြမှတ်တမ်းကြည့်နေဟန်ဆောင်ရင်သာစိတ်ကိုတိတ်တကိုဖြည့်လွင့်ရတော့မည်လူနာတွေသွေးနွေးလာပြီးစမ်းသက်လေလာတာခွင့်ပြုသည့်အထီးထိုတနေ့ကလည်းဒီကနေ့လိုပဲမိုးဘကလေးများကြနေသည်ဟုမြို့ကောင်းစွာမှတ်မိနေသည်နှစ်ကာလရှားခဲ့ပေမဲ့မိုးတွင်ချင်းအတူမူမိုးဘလေးများကြသည့်ပုံကလည်းမကွဲပြားပါ မိုးတိတ်ပြီမဆိုတာအောင်ခပ်ဖွဲဖွဲမရေတရေဆက်ရွာနေတဲ့ပုံမျိုးအောင်ပြပြမိုးရောင်ကစေယုံနေပင်ကူးဆက်ဝင်ရောက်လာကမှုံရီရီဖြစ်လာစေသည်ဒူနာဆောင်တစ်ခုလုံးဆွတ်ဆွတ်ထိုင်းမိုင်းနေသည်ចောင်းသားများကို လက်ခံစကားပြောမိလူနာမရှိပဲတိတ်ဆိတ်လို့မျိုးတို့ကလည်းလူနာကရင်ရှည်ရင်နေစီကမှာရက်ကြလို့ဆရာကြီးများ လူနာဆောင်တို့နှဲ့ဝင်မှုမလုပ်ခင်ဆရာတွေစာမတင်ခင် ယောဂမှတ်တမ်းများကိုပဲပြင်းပြင်းရိပ်ရိပ်လိုက်ဖတ်နေရသည်အစဉ်ရေမောစရာရှားပွေးတက်မြဲမျိုးအဖော်မတ်ချိုတယောက်ပင်ငြိမ်သက်နေသည်မျိုးတို့စိတ်ဝင်စားစရာ case တွေ့ရင်တယောက်နဲ့တယောက်ခေါငင်ကြဖို့ကို တိုင်ပင်ထားပြီးသားပင်မကြမြင်လိုက်ပါမျိုးရီဟုမတ်ချိုထံကတိုးတိုးအတန်ပြုတ်တန်မျက်နှာချင်းဆိုင်ကတင်ကကြားရသည်ယောဂမှတ်တမ်းကိုမြောက်ကင်ပြလျက်ခေါငင်နေသောမတ်ချိုမျက်နာကလည်း ရှိုးတော့မလို့ရှင်တော့မလို့နိဘာကိစ္စလဲမျိုးမတ်ချိုကရင်တို့ကူးသွားသည်မတ်ချိုလက်ထက်ကမှတ်တမ်းကိုယူဖတ်ကြည့်လိုက်တော့လူနာအပြောမဟုတ်ပဲတဆင်ပြောမှတ်တမ်းမျိုးကိုတွေ့ရသည်လူနာကိုတငယ်ချင်းများကသူ့အခန်းထဲမှာမေးမျောတတိလက်လျက်တွေ့ရသည်တဲ့သူ့အနီးမှာတငယ်ချင်းများတို့နှုတ်ဆက်ရေးသားခဲ့သောစာကိုတွေ့ရသည်တဲ့ယောဂအမိကအိတ်ဆေးလုံရင်မတ်ချိုအဖြစ်ကထူးထူးခြားခြားအဖြစ်မျိုးမဟုတ်ပဲ တို့တစီမျိုးကိုမူဘာဖြစ်လို့များကြံစီရပါလဲဟူသောမိခိုးကြက်ချောက်အတွေးများဖြင့်ငိုင်းသွားစေလေသည်အခုတော့ဆွေးနေလို့တော့အပေါ်ဘဲပေါ်မျိုးရဲ့အစကတည်းကမတ်ရှုံမပြောဘူးလားမျိုးသူ့အပေါ်ဒီလောက်ကြီးထီတော့စိန်ကားဖို့မတင်ပါဘူးလို့မတ်ရှုံကလူနာအရှိပြမှတ်တမ်းတနေရသူလက်ညိုးထောက်ကဆူလိုက်သည်အများအမြင့်တွင်စာဆွေးနွေးသလိုဟန်ဖြင့်ချုံပြက်လိုက်၍မျိုးလည်းပြုံးမိသွားသည် မန်းရှိုမျက်နှာသားမချိုမချင်းနဲ့ခေါ်ဒီကဒီလိုနောက်လို့မလို့ကိုဒီတော့မျိုးကလည်းမညံ့သေးပါခက်တိတီပဲသူထောက်ပြနေသည့်နေရာကိုကြည့်လျက်အေးကွာ မျိုးလည်းအတန်တန် ပြောခဲ့ပါသေးတယ်မျိုးကိုမမျော်လင့်ပါတော့နဲ့လို့ပြောရက်နဲ့အခုလိုဖြစ်တာတော့လေမျိုးစိတ်မကောင်းပါဘူးကွာမျိုးတို့ခက်အုပ်အုပ်ရဲလာကြသည် အနည်းပါးကတည်းမှတငယ်ချင်းတို့ပင် မျိုးတို့နှစ်ယောက်ကိုလှမ်းကြည့်လျက်ရောရောင်ပြုတ်မိသွားကြသည် ။အော်ခမရယုတ်ကလေးတနာကမနဲ့မျိုးကလည်းတက်တက်ညံညံစဉ်းစားလိုက်ရောပေါ့။မတ်ရှုပ်ပြောမှကဒင်ပေါ်ကလူနာကိုကြည့်ဖို့တတိယသည်။အော်မျိုးစိတ်ထဲလှုပ်ရှားသွားမိသည်။လူနာသည်လက်နှစ်ဖက်ကိုချက်လျက်ခေါင်းနောက်တွင်စုကပတ်လက်အိမ်မောကျနေသည်။သူအိမ်မောကြနေပုံကအပြစ်ကင်းစင်သော ခလေးတယောက်လိုအေးအေးရှမ်းရှမ်းရှိလာသည်။ဆိုးရွားသောအပြစ်ကြီးနှင့်ဘဲသူ့မှမစီဆိုင်ပေ မျိုးတို့ထက်ရှောင်းနှစ်ခွန်းနှစ်ပေါ်အုံးမြစ်သူမူတန်ငယ်ချင်းနှစ်ယောက်တိတ်တဆိတ်နောက်ပြောင်မိတာအာနာကြရလိုပင်နှစ်နှစ်ချာချာအိမ်မောကြနေခြင်းပါပင်မတ်ချို့ပြောသလိုတနာကမှမုံရီတော်ရုပ်ရည်နှစ်ပါပင်သူ့နှုတ်ခမ်းများကပြီးရည်စွာစိတ်ထားလေရဲ့အနှဲငယ်ရှေးနေသောသပင်များကနှစ်ဖူးတွင်ဖျော်ဖျဲဝဲနေသည်သို့တော်မြခုံးထင်းထင်းကတော့သပင်ရိမ်များကြတဲ့ကပေါ်လွင်နေတယ်မြဝန်းကျက်ဟန်ရှိသောမျက်လုံးများက အိတ်စည်းတကူဖြင့်လေးလံနှိမ့်နှိမ့်နေလေသည်ဆရာဝန်ဆရာမတို့ဝိုင်းဝိုင်းလည်အောင်အလုံးရှုံရမည့်အခြေအနေကိုလုံမြောက်ပြီးဟန်နေဒူနာကတက်တောင့်တက်တာအိမ်မောကြနေသည်နှစ်ရက်သုံးရက်နေပြီးလျှင်ဒူနာဆေးရုံကဆင်းနိုင်မှာပဲလေးငါးရက်အိတ်ရှင်ပြီးထိုင်းမိုင်းနေအောင်မည်ဒီရက်တွေမှာအိတ်နေမိမှာပါပဲဒီရက်တွေလွန်သွားရင်တော့ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့စိတ်အခြေအနေကရော တို့ကိုဒီလိုအရှင်းရတွေဖြစ်ပွားလာစေတဲ့အကြောင်းအရာတွေကရော ပုံမှန်ပြန်ဖြစ်နေပါမလားပြန်ဖြစ်မနေရင် သူဘာလုပ်မလဲနောက်တစ်ချိန်ဆေးရုံကို ပြန်လာအောင်မလားကွယ်ဒီတစ်ချိန်တော့သူဒီရင်ခွဲရုံတို့အနှောင့်အယှက်မရှိရောက်အောင် ကြိုးစားတော့မြည်ပင်အင်းမျိုးပဲကယ်ဆယ်ရေးအတင်းဖွဲ့ပြီး ကို့ဘာသာကိုဥက္ကဋ္ဌလုပ်ပြီးတော့အတွေးများကိုဆွေးနွေးမိတော့မတ်ရှိုကဒီလို မျိုးကိုဩဘာပေးသည် ဒီလောက်လည်းမစိုးရင်ပါနဲ့မျိုးရ။တေနဲ့မစေသေးရင်ဘလို့ပဲကြံစီပေးမယ်မအောင်မြင်နိုင်ပါဘူး။မတေမှာစိုးရင်တို့ကာနာကတစ်ပင်တပင်သားမှာဇဲကြိုးချတာရောတနတ်နဲ့ရောအိတ်စည်းနဲ့ရောတပြိုင်နဲ့လောက်ခဲ့တဲ့သူလို့ပေါ့။မုကင်းဆိုင်ရာစေးပညာတင်တင်ကဆရာဝန်ပြောပြခဲ့သောအဖြစ်ပြက်ကလေးတစ်ခုကိုမတ်ချိုတတိတရပြန်ပြောနေ၍မျိုးလဲပြုံးလိုက်မိသည်။တေချင်းချလုံး၍ထိုလူကကာနာကတစ်ပင်မှာဇဲကြိုးချ၏။ ကျိုးနဲ့မအောင်မြင်ရင်ရေထဲကြကနဲ့တည်ဖို့ပြီးတော့အိတ်ဆေးလဲငုံထား၏တနတ်နဲ့ချိန်ရွယ်ထားသည်တိပင်ဘောကခုံလိုက်သည်နဲ့တပြိုင်တည်းလိုပြစ်လိုက်သောကြည်တန်းကကျိုးကိုထိ၍ကျိုးပြတ်ပြီးရေထဲကြတော့မျိုးချထားသောဆေးတွေလည်းရေနှင့်အတူပြန်အံ့ထောက်ကုန်သည်တဲ့ရေနှင့်ပြန်ကနေရိုက်လိုက်၍တတိလက်လို့ဖြစ်ပြီးရေကူးမိသွားကကမ်းသို့ပြန်ရောက်သွားပါရောတဲ့ မရွှေမျိုးခုမှပဲရင်နိုင်တော့တယ်လားတော်ပါတော့ချိုရသူနည်းကနေ့လေမျိုးတို့လမ်းမတော့အကြောင်းပန်ကူးလာသည်အထိလူနာကအိမ်မောကြနေစေသူ့အမည်ကိုစောဦးဟုမှတ်တမ်းထဲမှာဖတ်လိုက်ရသည် နောက်တစ်နေ့တွင်တော့နေသာသည်စောစည်းစွာ ရောက်မြဲမျိုးလူနာဆောင်ထဲကိုရောက်တော့လူနာတွေအိပ်ရာထားကြတင်းကြနေအဆောင်တစ်ခုလုံးအသက်ဝင်လှုပ်ရှားခြင်းဟောက်စားခြင်းတွေတောင်းဝန်ပြောင်းရတော့မြင်မှု အပြေးလွှားအလုံများနေကြသည်မျိုးလေကိုကြီးလှုပ်ပေးပြီသည်ယောက်ျားလူနာဆောင်ထဲတွင် သွေးဖောက်ယူနေစဉ်တွင်မတ်ချို့ဤအိတ်ဆေးလွန်သမားကိုတတိယဂယုဆိုင်ပြီးတော့သူကနှိမ့်ချိုက်စွာအိမ်မောကြလိုနေသည်သူကတင်ပေတံပြိုလေးပေါ်တွင်မနေ့ကလိုရှင်းပြောင်းမနေတော့ပဲခက်စိမ့်စိမ့်ငပြောသည့်တဖြစ်နှင့်ဓာဘူးရေပလင်းများကိုတွေ့ရသည်သူ့အိမ်သားတို့မဟုတ်မိဘတွင် တိမာမဟုတ်သေးဘူးထင်ပါရဲ့ဟုမျိုးတွေးနေမိသည်မိန်းကလေးဆိုရင်ဒီလောက်စိတ်နဲ့ချက်ချင်းစားလို့မရသေးတဲ့မပြောသေးဖြစ်ရွေးမှာမဟုတ်ဘူးသူ့ကိုလာဖို့သည့်ယောက်ျားလေးတငယ်ချင်းများဤလက်ချက်ပဲဖြစ်မိထင်သည်သွေးပေါက်ယူမြင့်လူနာတဦးထံသို့သူ့ကတင်းနာမှဖြတ်သွားရသည်ဒီတွင်ကတင်းပေဆေးရုံကြားမြင့်ပေါ်မှာပေါက်ခုံလေးဖြစ်နေသည့်တပ်ပုံလေးတပုံကိုတွေ့မိခြင်းပင်အမတ်မတင်ကောက်ယူလျက်အစင်သင့်မြင်နေရသော ရင်ညွှန်းစာကြောင်းများကို မျိုးဖတ်မိသွားခဲ့သည်အကိုစောသူရှစ်တော်ຫນွယ်လေးမှာဟုရိုးရိုးလေးညွှန်းလည်းရဲ့လက်မှတ်ထိုးထားသည်ຫນွယ်လေးဟုရေးထိုးထားသောလက်မှတ်ကလေးကို အာအာတသင့်ဖတ်ရလေသည်ဤလက်မှတ်ကလေးကမျိုးနှင့်တရင်တနေရှိနေခဲ့၍ပင်ဓာတ်ပုံကလေးကိုနှင်းမြန်သွားလှန်ကြည့်မိလျင်မျိုးတငယ်ချင်းမလေးຫນွယ်ຫນွယ်မှຫນွယ်ຫນွယ်ပါပဲຫນွယ်ຫນွယ်ကသူမနှစ်တက်မြဲတပတ်ချိုစတုံမြင့်မြင့်တွင် ။ဆံမြင့်ရှိဖားဖားလေးရှာက ပြုံးရည်နေသည်။မျိုးနှင့်အထက်တန်းเจ้าမှာ အတွဲကဲ့သို့တငယ်ချင်း အနေလွတ်လပ်ပျော်ရွှင်ခဲ့သောမိန်းကလေးเจ้าမှာတက္ကသိုလ်အသီးသီးတို့လမ်းခွဲပေးကြပေမယ်။မျိုးနှင့်နှွယ်တို့အဆက်အသွယ်မပြတ်တောင်းလာပေ။မျိုးနှိတ်ခုံးဆေးเจ้าတွင်ကြည့်တင်ကနှွယ်တို့ဝိဇ္ဇာတိတ်ပံတို့မကြာခဏအနေရောက်ဖြစ်သလိုနှွယ်ကလည်းမျိုးထံသို့လာတွေ့တတ်သည်။ဝဲပွဲရသွားသောအခါတွင်မျိုးတို့အနေကွာဝေးခဲ့သည်တခါတရံဆိုင်ရကြလျင်မူ စာများအပြန်အလှန်ရေးကြတယ်။ပို့စကတ်လေးများ ပို့ကြတယ်။ဘယ်ကကိုရင်းကိုတာကိုမျိုးတီးရတော့အောင်မရင်နီးတော့တာတော့အမှန်ပဲ။လူချင်းမတွေ့တီကပင်ကြာပြီ။အဲ့ဒါသူ့ထပ်ပုံဖြစ်မှာဗျ။ကြောဥစ္စာတော့မဟုတ်ပါဘူးဗျာ။အတွေးဝင်နေတော့မျိုးမှာရုတ်တရက်လိုလန်းနိုးလာရသည်။တဖက်ကတင်မအဖိုးကမျိုးထပ်ပုံကလေးကောက်ယူလျက်ငိုင်းနေ၍လာမသည်။ပိုင်ရှင်ကိုပြောပေးချသည်။ မတ်လျှော့အနည်းတွင်ရှိရင်တော့တယောက်မျက်နှာတယောက်ကြည့်ကပြုံးမိတော့မည်ဒါပေမဲ့မျိုးသည်အဖိုးလူနာကိုဒါဖြင့်ကျမသူ့ခေါင်းအောက်မှာထားခဲ့မယ်နော်ဟုအတိသေးလေရဲ့လူနာခေါင်းအောက်အဆက်သို့ဓာတ်ပုံကလေးကိုအသာအရာထိုးထည့်ထားခဲ့ပါသည်ကတင်ပေါ်ကလူနာကမူတစ်ဖက်သို့စောင်းလျက်အိမ်မောကြနေတယ်မျိုးပေါထော်ကငယ်တငယ်ချင်းနွဲ့နွဲ့ကိုတွားတွေးခဲ့ပါသည်ဒီနာမည်ကိုနွဲ့မကြပါရစေနဲ့မျိုးရဲ့ ။ငွေကမျက်နှာလေးညွညွနဲ့ယတိပြတ်ဆိုလေလျင်မျိုးမောသွားရသည်။စကားဘလို့ဆက်ရမည်ပင်မသိတော့ပေ။ Sorry ကွာမျိုးတို့ဆေးရုံကိုအိတ်ဆေးလုံးပြီးရောက်လာတဲ့ကိုစောဦးဆိုတဲ့လူနာရဲ့ကတဲ့နာကလွဲတပ်ပုံလေးကောက်တွေ့ပြီလို့မျိုးစကားဆက်မိတာပါတောင်းမှန်တယ်လို့ဖြင့်မျိုးစုပင်ဆက်ပြောမိသည်မျိုးမှာဘလို့ပဲဖြစ်ဖြစ် ရင်ဆိုင်ဝန်သည့်တက်တိတွေဘယ်ကဝင်နေသည်လဲမသိပေမျိုးအတွေးတွေကမဆိုးခဲ့ပါ ဆေးရုံမှာတွေ့ခဲ့ရသည်ဆိုတော့တည်ငြိမ်နေသောຫນွေတယောက်လှောက်ရှားလာခဲ့လေတော့သည်။ "तू ဆေးရုံမှာຫນွေလည်းဘာမှမသိရပါလား။အခုရောဘလို့နေသေးလဲ။အိတ်ဆေးလွန်လာလားမျိုး။ဟုတ်လား။ຫນွေကမျက်လုံးကလေးများဝိုင်းလျက်အလန်းတကြားမေးလေလျင်မျိုးဖြေဖို့ဝင်လေးသွားရ၏။ခဏကြာမှသူ့နားမှာနှုတ်ဆက်စာတွေ့တယ်လို့ရှက်ထဲမှာတော့ဖတ်လိုက်ရတယ်လွယ်။ဟုတ် နွဲအရှင်တွေကိုကြည့်ရင်ဖြေရသည်နွဲမယုံကြည်နိုင်သလိုမျိုးကိုငင်းရင်ကမျက်ရည်တွေရေဝိုင်းလာသည်ခုမစိုးရင်ရတော့ပါဘူးအရှင်တွေကောင်းလို့ဆေးရုံကဆင်းလာအောင်ဆင်းရတော့မှာနွဲကိုမျိုးနှစ်သိပ်ရပြန်သည်နောက်တစ်ခါပြန်မရောက်လာဖို့ပဲအရေးကြီးပါတယ်ဟုမျိုးစိတ်ထဲကတော့စက်ပြောလိုက်ပါသည်လူနာကိုစောဦးအရှင်တွေများကို စစ်စစ်ဆက်ဆက်မေးလို့အားရတော့နွေကသူမတို့အဖြစ်အပျက်များကိုဖွင့်ဟချလေသည် သူတည်ဖို့အစားဆိုရင်ຫນွယ်ကတည်ပြစ်လိုက်ရှင်ပါသေးတယ်။သူ့ကို나ကြီးမုံတီးနေရတဲ့ကို့အဖြစ်နဲ့လည်းမနေချင်တော့ပါဘူး။ຫນွယ်တို့ဒီလောက်ရှစ်လာပြီးမှယုံကြည်ပြီးမှသူ့ကိုဒီလိုတစ္ဆာမဲ့တဲ့သူအဖြစ်တွေ့ရတော့ຫນွယ်ဘယ်လိုနေရပါမလဲ။ຫນွယ်ပရမနစ်ကလေးကသူ့နဲ့ရှစ်ခဲ့ကြတာပါ။သူလည်းအလုပ်ရຫນွယ်လည်းကြောင်းပြီးကြတော့မှလက်ထပ်ကြမယ်လို့ပေါ့။မိဘတွေကိုလည်းအတီးပေးခဲ့ကြပြီးပါပြီ။ အခုຫນွယ်တို့နှစ်ယောက်စလုံးအလုပ်တွေလည်းရကြပြီမို့လက်ထပ်ဖို့လည်းပြောကြရောသူကမင်းမြင့်မေးဆိုတဲ့မိန်းမတစ်ယောက် ဝင်လာတော့တာပါပဲကွာသူကຫນွယ်ကိုဆက်တွေ့ခဲ့တယ်ကိုစိုးဦးက သူ့အမျိုးသားမှုຫນွယ်ကိုရှောင်ပေးစေချင်ပါလေတဲ့ຫນွယ်ကသူ့ရဲ့ရိုးကုန်ကိုယုံလို့ဒီလောက်မတုံ့လှုပ်ခဲ့ပါဘူးဒါပေမဲ့သူ့ကိုဖွင့်မေးတဲ့အခါကျတော့သူကຫນွယ်အမေတွေကိုမဖြေခဲ့ဘူးလေ မဲမရှင်မရဲနဲ့မင်းတို့နဲ့အခါမှာသူနဲ့မြင့်မြင့်မြင်အကြောင်းကိုသူတို့နှစ်ယောက်သာသိပါလေတဲ့သူ့မှာအပြစ်ရှိတယ်လို့ထင်ရင်လဲသူ့ကိုလက်မထပ်ပါတော့နဲ့တဲ့သူလည်းဒီမြင့်မြင့်မြင်ကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးတဲ့အဲ့ဒါပဲပြောတယ်သူ့ကိုဘာမှမေးမရတဲ့အဆုံးတော့ငွေစိတ်နာမိတယ်လမ်းခွဲခဲ့ရတော့တယ်အဲ့ဒီအမျိုးသမီးနဲ့သူတို့ယူဖြစ်ကြပြီလို့တောင်ထင်နေမိတာ ။သူဒီလိုကြံစီတယ်ဆိုတော့လည်းစိတ်မကောင်းပါဘူးမျိုးရယ်။နှွဲဘက်ကတော့သူ့ကိုချောင်ပေးခဲ့သားပါပဲ။နှွဲဇလန်းဆုံးသွားတော့မျိုးဘယ်တော့မှမဝေပန်လိုက်မိပါ။မျက်စိထဲမှာတော့ရိုးသားတကြီးဟန်ရှိတော့ကိုစောဦး၏အတွင်ကိုယ်သာမြင်အောင်နေမိသည်။လူဆန်းဆိုတိုင်းလည်းသူများထက်ထူကနှစ်ဖူးတွင်ဂျိုးမရှိတော့ကြောင့်အကဲခရခတ်လာပါကလားဟုမျိုးတွင်းနေမိသည်။မဲကိုနှစ်သိမ့်၍ပြန်သောအခါမြင့်မြင့်မေးဟူသောအမိကို မျိုးစိတ်ထဲမှာပဲ့တင်ထိုက်ပြပါလာခဲ့သည်မြင့်မြင့်မရှိသောနေရာတွင် မျိုးတငယ်ချင်းတွေလည်းများစွာရှိသည်မဟုတ်ပါလားနောက်တရက်တွင်ကိုစောဦးစေယုံကဆင်းဖြစ်သည်စေယုံတွင်ရှိသည့်တစ်ချိန်လုံးသူသည် ထိုင်းမိုင်းမူးဝေခဲ့သည် အမဲတစီနှေးနေရသည် သို့မဟုတ်အိမ်မောကြနေခဲ့သည်ကိုစောဦးကတင်တို့မျက်နှာလေးလာမင်းလေးတို့ဝိုင်းဆက်နေသည်၁၄နှစ်အရွယ်လူနာလေးတူရောက်လာသည် မျက်ခုံမုံမှု မျက်နှာဝိုင်းဝိုင်းနဲ့ချစ်စရာအတွင်ကိုမြင်ရကလေးကကြောက်ကက်ယောဂတံမှန်တိတာလာပါသည်မျိုးကတော့ကတင်ပေါ်တွင်လက်နှက်ဖက်ချက်ခါခေါင်းနောက်တွင် ခုလျက်ဖြစ်ဖြစ်ဒေးတစောင်းဖြစ်ဖြစ် အိမ်မောကြနေသူတဦးအတွင်ကိုသာမြင်အောင်နေမိပါသည်မျိုးမလုပ်ဘူးသောအလုံးများကိုဆက်လုံနေမိပါသေးသည်မြင့်မြင့်မေတက်နေသောတင်တန်းသို့လာ၍မျိုး၏တငယ်ချင်းမလေးနှင့်တွေ့ဆုံခဲ့သည်မြင့်မြင့်မေလားအနေအေးသားပဲ အခုတော့သူ့အကြောင်းမသိလပါဘူး။သူကလီလီတို့ထက်စီနီယာကြတယ်မဟုတ်လား။ဒါကြောင့်သူ့အကြောင်းများများမသိပါဘူး။ဆက်ဆံသားတွေဘာတွေတော့ဖော်ပြသားပဲ။သဘောကောင်းမှုရတယ်။မင်းမြင့်နေကရေကူးတိတ်တော်တဲ့မျိုးရဲ့သူစားတို့နဲ့ရေကူးရင်ပဲတခါတရံဆုံပြစ်တာ။မျိုးရင်ထဲတွင်မကြေမလဲခံစားမိရသည်။ဒီအတိုင်းဆိုအေးဆေးရိုးသားသောမိန်းကလေးတယောက်ကိုချစ်သူရှိပြီ။အတွေ့အကြုံရှိပြီးအမျိုးသားတအုပ်က ရှိသူကိုရမှာတစ္ဆာမဲ့လည်းဖျားယောင်သွေးဆောင်သည့်တမတ်ရိုးကြဇလန်းမျိုးပဲပေါ့ကိုစက်ရုပ်ကိုမရှင်းနိုင်တော့အိတ်ဆေးလုံးကလေးတွေကိုအညှိုးနှင်းမျိုးချလိုက်သည့်ဇလန်းမျိုးပဲပေါ့ဒီတခါနောက်ဆုံးပဲဟုတွေးလည်းအိမ်ပြန်ရောက်မှယောက်ျားလေးတငယ်ချင်းတူဤဖုန်းနံပါတ်ကိုလှည့်လိုက်သည်ဒူချင်းရင်ဆိုင်တွေကဆက်ဆုဖို့မရေတင်းတော့လေဖုန်းအားကိုနဲ့မို့မျိုးကမျိုးပါယူတို့စီကမြင့်မြင့်မေးဆိုတဲ့တယောက်ကြောင့်နည်းနည်းပါးပါးသိရမလားလို့ပါ ဟုဆိုရသည်သည်တဖက်တငယ်ချင်းဤလေချုံလိုက်တံကိုကြားရလေ၏မျိုးနဲ့ဘလို့ပတ်သက်လို့လဲရေတံနဲ့ပြန်မေး၍မျိုးကခပြကြရဟင်မျိုးနဲ့မပတ်သက်ပါဘူးမျိုးတငယ်ချင်းတယောက်ရဲ့အမျိုးသားကိုရေးရတဲ့ဝင်မှာမြင့်မြင့်မေးဆိုတဲ့နာမည်ပါနေလို့ပါကွာဟုတ်ဖြည့်ချင်းချက်ထုတ်ရသည်ဒါဆိုရင်ပြန်ပြောလိုက်ပြီတော့မျိုးနာမည်ပါနေုံနဲ့မဆန်းပါဘူးလို့ သူတို့အတွက်ကတော့ဆန်းနေတာပဲလေတယောက်ကမျိုးတို့အလုပ်သေးကိုတော့အလဲလာသွားသေးတယ်အိတ်ဆေးတောက်တဲ့အမှုနဲ့မျိုးရဲ့တငယ်ချင်းတွေကလည်းနုလာကြည်လားမျိုးမှာလက်ချောင်းလေးတွေရှေးချောင်းကလေးတွေစုစုပေါင်းဘယ်နှချောင်းရှိလဲမျိုးကရောင်ရောင်ကန်းကန်းနေ20အေးသူတို့ရဲ့ကိုရီးရာသဝင်တန်းမှာမိမိမိရဲ့နာမည်ပါနေပြီမဲ့အမျိုးသားတွေကိုရေတွက်ကြည့်ရင်တော့မျိုးတို့ရင်ခွဲယုံတွေကလက်တွေရှေးတောက်တွေငှားချီအောင်မှဖြစ်လိမ့်မယ် ။အိုးအဲ့ဒါပဲပြော၍တစ်ဖက်ကဖုံးချသွားသည်။မျိုးပဲဇဝေဇဝါဖြင့်ကြံရင်ရ၏။ဘယ်သူစကားကိုယုံရမလဲမသိတတ်တော့ပေ။ဆုံးဖြတ်ချက်ကိုပြင်၍နောက်တဦးထံဖုံးခေါ်မိပြန်သည်။မင်းမင်းမေကအစကတော့အေးမလိုပါပဲ။နောက်တော့နည်းနည်းမျက်စိနှောက်စရာတွေဖြစ်လာတယ်လေ။အရေအတွက်တွေများလာတယ်ဆိုပါတော့။သူကခရဲရဲပဲတွေ့တတ်တယ်။ဟိုတလောတုံးကတော့ အရေးအတွက်ကနေအရေးရှင်းကိုကူးပြောင်းလိုက်ခြင်းမို့ရတယ်ကွာသိလားအတော်လေးစူးစမ်းလိုက်သေးတယ်အင်ဂျင်နီယာတယောက်ထင်ပါရဲ့မျိုးရင်ခုန်မြန်သွားရသည်အင်ဂျင်နီယာတယောက်ထို့ဖြင့်အဲ့ဒီတယောက်တုန်းကစိတ်တော်မကောင်းမိဘူးနှစ်ဖက်ကအင်အားချင်းမှမညီမျှပဲဘူးလူလဲကြမငင်တာပါပဲသူ့အထက်အရာရှိကိုတော့မြင်းမြင်းမေကလိုက်ပြီးတော့သူ့အမျိုးသမီးပါလို့ကတ်တတယ်ကွာခံရတာပေါ့ဒါပေမဲ့ယူမအံ့ဩနဲ့ အခုအဲ့ဒီသူမဟုတ်တော့ပြန်ဘူးဟင်ဘာဖြစ်လို့မျိုးစကားမြန်မြန်ထောက်မိမိသည်ရိတ်ကြိတ်ရင်မိသွားကြပြီလေဟိုအင်ဂျင်နီယာပေါ့စနဲ့မရှင်းတာတဲ့တကယ်အပြန်ကားအကောင်းစားတယောက်နဲ့ပဲတယောက်တယောက်အဆုံးမရှိပါဘူးမင်္ဂလာတော်လာတော့မတဲ့သူစောင့်တာနားထောင်ပြီးတော့ဖုံးချသွားတော့မျိုးရင်နဲ့စိုးရင်ကြောင်ကြမှုတွေလည်းရောပါသွားတယ်လို့ပင်မိကလေးအချင်းချင်းတဲ့ယောက်ျားလေးတွေက မိန်းကလေးတယောက်အကြောင်းကို ပိုတိတတ်တဲ့ဟူသောသီအိုရီကိုလည်းမျိုးထောက်ခံခြင်းသွားတော့သည်အမြင်လဲကျဲပတ်ဝန်းကျင်နဲ့ကျဲသောယောက်ျားလေးတွေနားသို့တကားတန်လဲကြဲကြဲရောက်နိုင်သည်ထင်၏မျိုးချတိခဲ့ရသည်မြနှဲကိုစကားတန်တာမစင်ပဲပြောပြခဲ့သည်ခွင်းလွတ်တဲ့မတင့်ကိုတော့နှဲပါတာစဉ်းစားဖို့ထားခဲ့သည် မျိုးထင်မြင်ချက်ပေးပါဆိုဒီကိုပင် ရေမောညင်းဆန်ခဲ့ရသည် မျိုးမထင်မြင်လို့မတိုက်တွန်းလို့ပါ ဒီလိုကိစ္စမျိုးကဘလိုကိစ္စမျိုးနေမှမတူတတ်ဒီကိုမျိုးချဘူးဒီကိုထိုနှစ်ဆောင်းတွင်းတွင်ပင်ကိုစောဦးနှင့်နွယ်နွယ်တို့လက်ထပ်ပြကြသည် မျိုးထံသို့လက်ဖွဲ့ခြင်းတီးခတ်မှဟုနှဲ့လက်ရည်ဖြင့်ရေးသားထားသောတီးတန့်ဖောင်းကြွဖိဆကကလေးပေးပို့သေးပင်မယ်မျိုးမသွားပြခဲ့ပါထိုတော်တွင်ကလည်းမျိုးတွင်စာမေးပွဲများပတ်လည်ဝိုင်းနေခဲ့သည်နောက်တော့စတောင်းဆက်ကူဆက်တို့မယ်တို့ပြောင်းရွှေ့သွားခဲ့သည်ဟုတက်တဲ့ကြားရနေသည် နွယ်ကတော့မျိုးကိုဂတိတစ်ခုပေးရမယ်မျိုးဒီလိုဆက်ဆက်ဆူဆူနေ၆လောက်တယ်ဆိုတာအိမ်တင့်ရင်မလွယ်ဘူးပဲနွယ်ဘသူ့ကိုမှမပြောရဘူးနော်ဟုမျိုးနှုတ်ပိတ်ထားခဲ့၍ဘသူ့မှ ပြောလိုက်မည်မထင်ပါမျိုးကသာအချက်ဆုံးတငယ်ချင်းကိုပြောပြမိခဲ့သည်မတ်ချိုကအာအာတသိမ့်နေကြည်တန်းမျိုးကတငယ်ချင်းအတွက်အတော်ကြိုးပမ်းလိုက်တာပါလားမျိုးကိုချီးကျူးရမယ်ကွာတကယ်ပြောနေတာပါမျိုးရဲ့ဟုတ် ။ငယ်မောနေသောမျိုးပခုံးကိုဖတ်၍ဆိုသည်။အတန်ကိုနှိမ့်ချလိုက်ရင်မတ်ရှုအလှဲ့ကြရင်လည်းကြည့်မနေပါနဲ့နော်။ဟုအရှုံးဖောက်လိုက်သေးသည်။မျိုးရင်ထဲမှာသူ့ကိုဖွင့်မပြောပဲရှမ်းတင်းတလောက်ရှမ်းထားရစ်ခဲ့သည်ကိုတော့မတ်ရှုမသိချပဲ။မျိုးတွင်ပြောမကောင်းသောအကြောင်းလေးတစ်ခုခိုးနေသည်။ဟိုရှေးတရောအခါတစ်ပါးကအကြောင်းအဟောင်းအမြင်ကလေး။မျိုး15နှစ်သမီးအွယ်ကလူငယ်တို့ဘာသာဘာဝဆက်ယူပေါက်လေရဲ့အိမ်မဆိတ်ကောက်ထွက်ပြေးခဲ့ပူပါသည် မျိုးတယောက်တည်းရန်ကုန်ဘူတာကြီးတွင်ရောင်းလဲလဲဖြစ်နေစဉ်လူရဲတအုပ်ကမျိုးကိုဖြောင်းပြလျက်အိမ်နံရရောက်လိုက်ပို့ပေးခဲ့သည်တအိမ်လုံးစိုးရင်တော့ကများနေကြတယ်မို့သူပြန်သွားမှပင်သူ့နာမည်ကိုမမေးလိုက်မိသည့်အဖြစ်ကိုသတိရပြန်သည်နောက်တွင်တစ်ချိန်မျှပြန်လည်မဆုံတွေ့တော့သောထိုသူသည်မျိုးဘဝကလေးတွင်ထာဝရအမှတ်ရကျင်နေသည်ဖြစ်လာခဲ့သည် မျိုးသူ့ကိုပြန်လည်ဆုံတွေ့ပြရသည်ဟုဆွဲမြဲစွာဆုတောင်းမိခဲ့သည် မျိုးဆူတောင်းပြည့်ခဲ့သည်ဟုဆိုနိုင်မည်လားမသိမျိုးသူ့ကို နှစ်အတန်ကြာသောအခါပြန်လည်ဆုံတွေ့ခဲ့ရသည်ကောင်းသောတွေ့ဆုံခြင်းမျိုးတော့မဟုတ်ပေသူသည်မျိုးဤသူသာဖြစ်ကြောင်းမျိုးစိတ်ထဲမှတရက်ထက်တရက်တေချာမှတ်မိလာခဲ့သည်သူ့အမည်ကိုစောဦးဟုထိုအခါမှပင်မျိုးတည်ရသည်ဆိုးရွားသောအဖြစ်နှင့်အတူ သူ့ကိုရှင်တွဲတွေ့ရတော့မျိုးကဂယုဏတက်ရသည် သူဤယောသားတည်ကြည်ပုံကိုယုံကြည်ပြီးဖြစ်၍သူဘဝအစဉ်ပြေဖို့သူနောက်တစ်ကြိမ်ပြန်ရောက်မလာဖို့မျိုးစူးစားမိပါသည်သူရှိသူကမျိုးရဲ့တငယ်ချင်းဖြစ်လာပြန်တော့မျိုးစူးစားဖို့လွယ်ကူကကျေးဇူးဆက်နိုင်ခွင့်ကြုံလာပဲဟု ဆိုရပေမည်။သူနှင့်မျိုးမှာပြင်ဆင်ဆူတောင်းရပါသည်။အရင်ကဆူတောင်းမိသည်မယ။ဒီတစ်ကြိမ်ပြည့်ုံနဲ့ပဲပြီးပါသည်ဟု၍မျိုးရင်ဖွင့်လို့မဖြစ်ပဲတွေးလို့သာဖြစ်သောအကြောင်းများကို အကြောင်းတိုက်ဆိုင်တိုင်းမျိုးမတကိုယ်တည်းတွေးနေမိပါသည်ဒီလို မိုးပွဲကလေးများကြနေတိုင်းစုမဝမဂ္ဂဇင်းအောက်ဂုလ1985ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမဝင်းဝင်းနဲ့ရေးသားသောမဖူးတာလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ